ဟယ်လိုမင်္ဂလာပါအဲ့တော့ကျွန်တော်ကျွန်တော်ပေါ့နော်ဒီ online သင်တန်းရှိလားရှိလားလို့မေးကြတယ်မိုက်ဆွေတဲ့အတွက်ပေါ့နော်အာကျွန်တော်စီမှာ online သင်တန်းကကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေကျွန်တော်သင်ကြားပေးထားတဲ့ online class ရှိပါတယ်အဲ့ဒီ online class မှာ ကျွန်တော်ဘာတွေသင်ကြားပေးထားတာလဲဆိုတော့ကျွန်တော်တို့ဒီရေကင်းသစ်တာပြုပြင်တက်ဆင်ရေးပိုင်းတွေကို စနိုက်တကြားကျွန်တော်တို့အပြင်သင်တန်းလိုမျိုးသင်ကြားပေးထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီအပြင်သင်တန်းမှာသင်နေသလိုမျိုးကိုတကယ်ထိထိရရောက်ဖြစ်အောင်ဆိုတော့ကျွန်တော်ကိုယ်တိုင်လက်တွေ့ပြုပြင်တာတွေကိုသေးစိတ်သင်ပေးထားပါတယ်အဲ့တော့ aircon ပြုပြင်တာတွေတည်းပါတယ်ပထမတစ်ချက်ကကျွန်တော်တို့ aircon ပြုပြင်တာတွေပါတယ် aircon နဲ့ပတ်သက်တာဆိုရင်လည်းကျွန်တော်တို့ဒီအပြင်မှာသင်ကြားမှုဖြစ်တဲ့အတိုင်း စနိုက်တကြကျွန်တော်တို့သင်ကြားပေးထားတာရှိတယ်အပြင်မှာရှာလို့မရနိုင်တဲ့ပညာရပ်တွေကိုကျွန်တော်ဒီ online ပုံမှာကျွန်တော်စနိုက်တကြသင်ကြားပေးထားတာရှိတယ်အဲ့တော့ပြီးတော့ကျွန်တော်တို့ကရေကင်းဆက်ပေါ့နော်ရေကင်းဆက် online သင်တန်းဆိုရင်လည်းကျွန်တော်တို့တော်တော်လေးထိရောက်တယ်ကျွန်တော်ရဲ့ online သင်တန်းကိုတက်ပြီးသွားပြီဆိုရင်အပြင်မှာစာပေဆိုင်ဖွင့်တဲ့သူတွေရောစာပေမဖွင့်တဲ့သူတွေရောပေါ့နော်ကျွန်တော်တို့ကိုယ်ပိုင်ဆိုင်ဖွင့်နိုင်တဲ့အထည်ကိုပြပြနိုင်တဲ့အရေးရှင်ဒီရအောင်ဒီ ကျွန်တော်တင်ကြပေးထားတာဖြစ်တယ်အဲ့တော့ရခိုင်တစ်တာအပိုင်းဆိုလေဒီတိုင်းပါပဲကျွန်တော်ရခိုင်တစ်တာအပိုင်းဆိုရင်ပြောပြလို့မရတဲ့ပညာရက်တွေပေါ့နော်တော်တော်လေးနိုင်ဆိုင်တဲ့ပညာရက်တွေကိုကျွန်တော်တင်ကြပေးထားတာဖြစ်တယ်အဲ့တော့ကျွန်တော်စီမှာ online class ဆိုဘာပါမလဲဆိုတော့ aircon ပါမှာဖြစ်ပါတယ်နောက်ပြီးတော့ရခိုင်တစ်တာပါမှာဖြစ်ပါတယ်နောက်ပြီးတော့ award show set ပါမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီရေကင်းဆက်ပါမယ်ပေါ့နော်ဒီဘာတရ၅မျိုးပေါ့ ကျွန်တော် online သင်တန်းကထိရောက်လားမထိရောက်ဘူးလားဆိုရင်တော့ဘယ်လိုပြောမလဲဆိုတော့ပြောပြလို့မရနိုင်တဲ့အရာမျိုးထိလောက်ထိကိုထိရောက်နိုင်တယ်လို့ကျွန်တော်အမှတ်ခံပေးနိုင်တယ်။ဟောဆိုသင်တန်းသားပေါင်းများစွာလေးတော်တော်လေးတက်ရောက်နေကြတာလေးရှိတာပေါ့နော်။ဒီ online ကျလာမှာသင်ကြားပေးတဲ့အရာအားလုံးကိုကျွန်တော်ကိုယ်တိုင်ပြုပြင်ထားတာလေကျွန်တော်နှစ်ပေါင်းများစွာစေစုနှစ်တစ်ခုတည်းလှုပ်လာတဲ့အတွက်ကြောင့် ဓာရီကိုကျွန်တော်အားလုံးပေါက်ဆက်ထားပြီးမှသင်ကြားပေးထားတာဖြစ်တယ်။ပေါ်ပေါ်လည်းလည်းပြောမှဆိုရင်တော့အပြင်မှာမရနိုင်တဲ့ဘာသာရပ်တွေပေါ့နော်။အပြင်မှာလွယ်လွယ်ကူကူမရနိုင်တဲ့အရန်ခက်ခဲနိုင်ဆိုင်တဲ့သဘောတရားတွေပြုပြင်နေတယ်ဓာရီကိုသင်ကြားပေးထားတာဖြစ်တယ်။အဲ့တော့အပြင်သင်တန်းကိုတတ်မှတ်သူတွေအတွက်ကကြတော့ဘာတွေအားသာချက်ရှိလဲဆိုတော့ပစ္စည်းများအားလုံးကိုလက်တွေ့လောက်ရမယ်။ လက်တွေ့လောက်တဲ့အခါမျိုးမှာကျွန်တော်နောက်ထပ်လာမယ့်ပစ္စည်းတွေကအစကျွန်တော်သင်ကြားပေးလိုက်တယ်အာတော်တော်လေးလေးထိရောက်တယ်လို့လည်းပြောလို့ရတယ်ပေါ့နော်အပြင်နဲ့ online နဲ့ကတော့သင်ကြားမှုတွေအတူတူပဲတော့ပေမဲ့အပြင်ကိုလာတက်တဲ့သူတွေကကြတော့ကျွန်တော်သင်ကြားလို့ရတဲ့အပိုင်းတွေအားလုံးကိုသင်ကြားပေးလိုက်တယ် ဥမာမော်တာခွင်ပတာတွေတင်ကြရှင်နေဆိုရင်ကျွန်တော်တင်ကြပေးလိုက်တယ်မော်တာကွန်ထရိုးဘိုင်းနေအာကျွန်တော်တင်ကြပေးတယ်အိမ်မီလိုင်းနေကျွန်တော်တင်ကြပေးတယ်အွန်လိုင်းကကြတော့ကျွန်တော်တို့ဒီသမတ်ထအွန်လိုင်းတင်နှမ်းမှာလေကျွန်တော်အပြင်တင်နှမ်းနဲ့အတူတူပဲသို့ပေမဲ့လို့အွန်လိုင်းကတင်နေရသူတွေကတော့ကိုယ်မှာလုံးမဲ့ပြည့်စည်တယ်မရှိသေးတဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်လက်တွေ့ကြကြမလုံးနိုင်ဘူးပေါ့နော်ကျွန်တော်အပြင်မှာဆိုရင်တော့လက်တွေ့ကြကြလုံးနိုင်တယ် အဲ့တော့ဒီအခုလာမဲ့ဒီဆေလပိုင်း9ရက်နေ့မှာဆိုရင်သင်္တန်းအပါဆိုင်84ရှိတယ်။အဲ့ဒီ84မှာမိတ်ဆွေနေတဲ့သင်္တန်းတက်ချင်တယ်။တကယ်ကိုယ့်ရဲ့အသက်မွားကြောင့်ပညာရဲ့နဲ့ကိုယ့်ရဲ့မွေးရစာသိနေရမှာတကယ်လှုပ်ရှားရှင်နေဆိုရင်ကျွန်တော်သင်္တန်းကိုရောက်အောင်လာတယ်။ကျွန်တော်ကဒီဘာသာသင်ပေးလိုက်မယ်ဒီလောက်ဆိုတဲ့ပုံစံမျိုးသင်ပေးမှာမဟုတ်ဘူး။ကျွန်တော်စီရောအကြောင်းမျိုးမျိုးအကြောင်းရောက်လာတဲ့လူငယ်တိုင်းအားလုံးကို တင်ကြလို့ရတဲ့အပိုင်းအားလုံးကိုကျွန်တော်တင်ကြပေးလိုက်တယ်ကျွန်တော်ပေါင်အိုကအစဒေနင်ကအစအင်ဘာတာကအစမင်းရမျက်စက်ကအစမော်တာကွန်ပတာကအစတင်ကြလို့ရတဲ့အပိုင်းနဲ့အားလုံးတင်ပေးလိုက်တယ်တကယ်တမ်းကြတော့ကျွန်တော်ရဲ့ happy white ကတော့ကျွန်တော်ရဲ့တင်ကြမုံကကားအက်ကွန်ပါမယ်ရေကင်းဆက်ပါမယ်ရေကင်းတက်တာပါမယ်အဝတ်ရှုံဆက်ပါမယ်အဲအဲကွန်ပါမယ်အိမ်မိတ်လိုက်စင်တာပါမယ်ဒါကျွန်တော်ရဲ့တက်ကဘဟောပေါ့ဟုတ်တယ်နော် အဲ့ဒီအပေါ်မှာမတင်နန်းသားတဲ့အပေါ်နေနဲ့ညနေပိုင်းကိုလေတင်ကြမုံပေးနိုင်တယ်တင်ကြနိုင်တယ်ဆိုရင်ကျွန်တော်ညနေပိုင်းနေမှာအင်ပါတာတွေကိုပြတယ်မင်းရမျက်စက်တွေကိုပြတယ်နောက်ပြီးတော့မော်တာကွန်ထရိုးပိုင်းတွေကိုပြတယ်မော်တာတွေကိုပြတယ်မော်တာကွန်ဖတ်တဲ့ဆန်လိုက်တွေကိုပြပေးတယ်အဲ့လိုပုံစံမျိုးလေးတွေပေါ့နော်အဲ့တော့တင်နန်းတက်ချင်အပြင်တင်နန်းကိုတက်ချင်တဲ့သူကတော့လကုံတိုင်းလကုံတိုင်း၅ရင်းနေတိုင်း၅ရင်းနေတိုင်းမှာရှိတယ် အဲ့လို၅ရက်နေ့တိုင်းမှာလည်းမိမိအနေနဲ့မတက်နိုင်သေးဘူးကိုအားတဲ့အခါမျိုးမှာလာရောက်တက်မယ်ဆိုရင်ချိန်ကျချိန်လာခင်ကျွန်တော်ဒီနေ့ဖုံးဆက်မနေ့ပြန်လာလို့ရတယ်ကျွန်တော်မှာတင်တန်းကြောင်းနေရာတွေကျွန်တော်အများကျွန်တော်နေရာတွေအများကြီးတင်ချလို့ရအောင်လုပ်ပေးထားတယ်ဒါပြင်ကျွန်တော်တင်ချမောကအရင်ရွှေရှင်းပါတယ်ပြီးရင်ကျွန်တော်စီကိုဒီလိုတွေရောက်လာပြီဆိုတဲ့ကိစ္စကကျွန်တော်သင်ကြားလို့ရတဲ့အပိုင်းတွေကိုကျွန်တော်အားလုံးသင်ကြားပေးလိုက်တယ်ဒါကကျွန်တော်ရဲ့အဖွင့်လဲဆုံးပြောရမယ့်ဘာသာရပ်တစ်ခုပေါ့ เนาะဒါကြောင့်မလို့ကျွန်တော်တို့ဒီ online သင်တန်းတက်ချက်နေဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်သူများကို6530ကိုသုံးလုံးချင်းကိုဆက်သွယ်ပြီး Viber ကကျွန်တော်တို့သင်တန်းကြီးကိုလွှဲပြီးသွားနဲ့ကျွန်တော်ကို screen show နဲ့လာဖို့ပါလာဖို့ပြီးသွားပြီဆိုရင် online သင်တန်းကိုတက်လို့ရတယ်အာအာဘိုင်းနာဂျင်းသာတက်မလားဟမ်တော်တော်တော်ဘာသာဘုံမတရားမှမရှိဘူးလားအဲ့တော့တရားလာတော့တွားလိုက်ပါလားဟမ်အေး โอเคโอเคเนาะဒါကျွန်တော်ဟိုဟာလေးပြင်လို့ခဏတရားလိုက်ပါပါလားခဏလေးဟမ်ဖုန်းမိတ်ဖုန်းလိုက်တော့ပါလားမောက်မရှင်ဖော်လိုက်သွားမရှင်ဟာတော့တော့ဝေးလာဝေးလာဝေးလာပဲโอเคโอเคခဏလေးเนาะခလေးလေးဟိုဟာကြည်ကြနေလို့ဗျာ online တင်တဲ့တက်မယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်သူများကို0953ကိုသုံးလို့ရှိကိုဆက်သွယ်ပြီးဒီနေ့တင်တဲ့ကျွေးလွေးပြီးတော့ရေမနေ့ပြန်တက်လို့ရပြီဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ online တင်တဲ့မှာပါလား aircon ပါမယ်ရေကင်းသစ်တာပါမယ် award show set ပါမယ် နောက်ပြီးတော့ဟိုဒီရခဲ့တဲ့တာပြည့်ပြည့်ရင်းနဲ့ပါမယ်နော်အားလုံးကျွန်တော်တို့ဒီ Okay အားဆိုတော့ခလေးလေးနော်လောလောဆယ်ကြည်ကြနေလို့ခဏလေးနော်အောင်ကျေးဇူးတင်ပါတယ်